ငါပြောပင်ကနေချီမြင်တွေကိုဒီလိုမျိုးထုတ်ကြတယ်။ဒီလုပ်ငန်းစဉ်ကိုအင်ဒိုနီးရှားနိုင်ငံသားတွေကတော့မနီလာအာဘာဂါလို့ခေါ်ကြပါတယ်။ငါပြောပင်ရဲ့ပင်စီတွေကိုချစ်ပြီးတော့ချီမြင်လေးတွေထွက်အောင်ပြုလုပ်ကြပြီးဒါတွေကအင်ဒိုနီးရှားကဒေသခံတွေကိုနှစ်စဉ်ဝင်ငွေပေးနေပါတယ်။ဂျာအိုလို့ရတဲ့ဖြစ်စဉ်တစ်ခုလုံးကရိုးရှင်းပါတယ်။ဒီငါပြောပင်တွေကငါပြောသီးတွေကစားလို့အဆင်မပြေပေမဲ့မနီလာကဒေသခံတွေကတော့ဒီအပင်တွေကိုအများကြီးစိုက်ကြပါတယ်။အင်ဒိုနီးရှားလိုမျိုးနှစ်တိုင်းတိုင်ဖုန်းမုန်တိုင်းဝင်တဲ့နိုင်ငံ တွက်ဒီငပြောပင်က မုံတိုင်းတန်ခံနိုင်တဲ့အကောင်းဆုံးအပင်မှာတခြားသီးနှံပင်တွေရောမုံတိုင်းကြောင့်နှစ်စဉ်ပျက်စီးဆုံးရှုံးမှုတွေရှိနေပေမဲ့ဒီငပြောပင်တွေကတော့မုံတိုင်းကြောင့်မပျက်စီးကြပါဘူးဒီငပြောပင်ကထွက်တဲ့ခြင်မြင်တွေဟာခိုင်ခံ့မှုရှိပြီးတော့ရှေ့လျားတာကြောင့်နိုင်ငံတကာဝယ်လိုအားများပါတယ်နောက်ပြီးတော့ဒီလိုမျိုးခြင်မြင်တွေထုတ်လုပ်ဖို့ငပြောပင်တွေအများကြီးစိုက်ပျိုးတာကြောင့်လဲအင်ဒိုနီးရှားရဲ့သဘာဝပတ်ဝန်းကျင်ကိုအများကြီးကောင်းမွန်စေတာကြောင့်သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်နေပါသေးတယ်ရှင်